ဒီဗီဒီယိုလေးကတော့လက်ရှိ2025မှာပေါ့နော်ကနေဒါကိုလာမယ်ဆိုလို့ရှိရင်ကုန်ကြစရိတ်ဘယ်လောက်ရှိလဲဘယ်လောက်ကုန်ကြနိုင်လဲဆိုတော့တည်ကျင်တဲ့သူတွေအဓိကပေါ့နော်အရင်ကလည်းပြောပူတယ်ဆိုပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်ကပြောခဲ့တဲ့ဈေးနှုန်းနဲ့အခုဈေးနှုန်းနေနေရတော်တော်လေးကွာသွားတယ်ပေါ့နော်။ဒါဆိုတော့ inflation တွေရောပြီးသွားလို့ရှိရင်ဒီနိုင်ငံတကာမှာဖြစ်နေတဲ့အဖြစ်အပျက်တွေနဲ့ပြီးရင်ကုန်စည်နှုန်းတွေကလည်းနေရာတကာမှာတက်နေတာပေါ့နော်။အဲ့တော့ဒီလက်ရှိဖြစ်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးရောမှာနောက်ဆုံးခံမှန်းရမယ့်ကုန်ကြမ်းစိတ်လေးကိုတစ်ချက်ချဲပေးခြင်းလေပေါ့နော်အဲ့တော့ပထမဆုံးကနေဒါရဲ့ကုန်ကြမ်းစိတ်ပြောတော့မယ်ဆိုလို့ရှိရင်ကျမတို့ခြံထားလို့မရတဲ့တစ်ချက်ကကျတော့ပါလဲဆိုလို့ရှိရင်ကျတော့အိတ်ငားကပေါ့နော်အဲ့တော့ ရင်2022 23တုံးကားပေါ့နော်အိမ်ငါးကားကိုပြောမယ်ဆိုလို့ရှိရင်ကိုကသာအကယ်၍ပေါ့နော်ချိုးချံထွေတာပြီးတော့မှ share run နေမယ်ဒါမှမဟုတ်အခန်းချင်းလေးနေမယ်ဆိုလို့ရှိရင်ကကြတော့အဲ့ဒီတုန်းကတထောင်မွင်းကျင်လောက်နဲ့ရတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီ2024 2025ဝင်းကျင်ပါပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုတော့အနည်းဆုံးကျွန်တော်တို့အိမ်ငါးကားကို1500နေ2000ကျားတွက်မှရမလို့ဖြစ်နေတာပေါ့နော်ဘာဖြစ်လို့လဲသူတစ်ဖြစ် သူတဖြစ်ကွာကတော့အခလေးလဲပါတယ်ဆိုလို့ရှင်ရကြတော့ဒီတီးတန့်အခန်းကိုမဖြစ်မနေနေရမယ်ပေါ့နော်ကိုပိုင်အခန်းငားရမယ်အဲ့လိုဆိုရင်ကြတော့အနည်းဆုံး1500အနည်း2000ကြားမှရှိတယ်ပေါ့ဒါတော့မှထိုရန်တိုရိုလိုမျိုးဗန်ကူးဗားလိုမျိုးတကယ်ဈေးကြီးတဲ့မြို့ကြီးတွေမပါသေးဘူးပေါ့နော်အဲ့ဒီမြို့ကြီးတွေမှာဆိုလို့ရှိရင်တော့အနည်းဆုံးအနည်းဆုံး2000ကနေပြီးတော့မှနောက်ဆုံး3000လောက်ထိအောင်မှထက်ပြီးတော့မှတွက်ထားတင်တယ်ပေါ့နော်အဲ့တော့အဲ့တော့အိမ်ငားကားကတော်တော်လေးဟိုမှာဟို ြောရမယ်ဆိုလို့ရှိရင်တော့ heavy ဖြစ်တယ်ထက်တက်ထည့်ပြီးတော့မှတွက်ထားရမယ်အထင်မှာပါတယ်ပေါ့အဲ့တော့နောက်တစ်ခုကကြောင့်အင်ငါးကပြီးပြီဆိုလို့ရှိရင်ကျမတို့မဖြစ်မနေသုံးရမှာရပါလဲဆိုလို့ရှိရင် sim card ပေါ့ဖုန်း sim card ရှိမယ် internet ရှိမယ်အဲ့တော့ဖုန်း sim card ကတော့ကိုက internet မသုံးဘူးဆိုလို့ရှိရင်တော့ဒီ low cost ပေါ့နော် prepaid လို့ပြောရမယ်ဆိုလို့ရှိရင်တော့25ချက် အကနေပြီးတော့90ကြာပေါ့နော်ကိုရဲ့အတုံးကျုပ်မှုပေါ်မှာမူတည်ပြီးတော့မှကိုချွေတိုင်းချွေတာတလောက်တော်25ကျက်လောက်နဲ့ရရတယ်ပေါ့ဒါတလောက်ပေါ့နော်မဖြစ်မနေကျွန်တော်တို့စီမာလိုမျိုးမှာဘေးထပ်ပြီးမှတုံးလို့ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သူကလစဉ်မဖြစ်မနေဒီ line ကိုတုံးမယ်ဆိုလို့ရှိရင်ပေးထားရတယ် monthly fee ပေါ့အဲ့တော့အဲ့ဒါကအဲ့လောက် ကုန်ကြမယ်ပြီးတော့လို့ရှိရင်ကိုကကျောင်းလာတက်မယ်ဗာမဲဖြစ်ဖြစ် internet ကမရှိမဖြစ်ပေါ့နော်အဲ့တော့ wifi ဈေးသေးတက်တာတဲ့ wifi ဆိုရင်တော့မှကျွန်တော်တို့အခုသုံးနေတဲ့ဆိုလို့ရှိရင်ဗာဘလောက်ကြလဲဆိုလို့ရှိရင်တစ်လောက်အနည်းဆုံးအနည်းဆုံး45ချက်50ပေါ့နော်အခုံမှာပါဆိုလို့ရှိရင်ကတော့ဒါအနည်းဆုံးဖြစ်တဲ့ option လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ internet ကလည်းအနည်းဆုံး50လောက်ကြတယ်ပြီးတော့လို့ရှိရင်ကတော့ မဖြစ်မနေအနေနဲ့ဆိုရင် insurance ရှိမယ် insurance မှာလည်းကိုကအကယ်၍ကိုကားခဲ့တဲ့အခန်းကထက်တဲ့ insurance လို့ခေါ်တာပေါ့နော်အဲ့ဒီ insurance ကိုကိုကဝယ်ရမယ်ဆိုလို့ရှိရင်ကျတော့မရှိဘူးဆိုရင်35ကျပ်လောက်မှရှိတယ်အဲ့တော့အဲ့ဒီလိုမျိုးပေါ့နော်မဖြစ်မနေကုန်ကြရလဲလစဉ်ကုန်ကြစရိတ်တွေက90အနည်း100ချားမှရှိတယ်အဲ့ဒီအပြင်ကိုငားတဲ့ apartment ကအကယ်၍များပေါ့နော် utility ပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့မီတာကပေါ့မီတာဘူး တချို့ပြည်နယ်တွေမှာဆိုရင်ရေပိုးပေးရတယ်ဆိုလို့ရှိရင်ကတော့ရေပိုးပေးရတယ်ဆိုလို့ရှိရင်ကတော့ အာကျမတို့ဆိုရင်ຫນွေဆိုလို့ရှိရင်တော့ air con မသိမ့်မဖွင့်ဘူးဆိုတော့နည်းနည်းတက်တာပဲမဲ့ဆောင်းတွင်းဆိုလို့ရှိရင်တော့ heater ကဖွင့်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကလည်းမရှိဘူးဆိုရင်90ရာနေတရာချာမှရှိအဲ့တော့ကုန်ဟားတဲ့အိမ်ခန်းကအကယ်၍မီတာကပါပြီးသားဆိုလို့ရှိရင်လည်းအဲတော်တော်များများကဒီ90ရာနေတရားကိုထက်တွက်ပြီးသားပေါ့နော်အဲ့တော့ကိုကချက်တစ်ချက်ချိန်ကြည့်ရမှာပေါ့မီတာကမပါခဲ့ဘူးဆိုလို့ရှိရင်လည်းတမျိုးမီတာကပါခဲ့တယ်ဆိုလို့ရှိရင်လည်းတမျိုးဒီအိမ်ငန်းကားတဲ့နေရာမှာလည်း furnish လား fully furnish လားပြီးရင် semi furnish လားအဲ့ဒီပုံပါလဲ အမှုတည်ပြီးတော့မှနင်းနေအများကွာချနိုင်တယ်ပေါ့နော်ကိုကအကယ်၍ရေရှင်းနေမယ်ဆိုလို့ရှိရင် unfinished option ဟောခဲ့တယ်ဆိုလို့ရှိရင်လည်းကိုကဝယ်ရမယ့်ဒီ furniture ဘိုးတွေနဲ့ကိုဘယ်လောက်ထိ စစ်ဖြစ်မလဲပေါ့နော်အဲ့ဒါကတော့ကိုအခန်းရှာတဲ့အချိန်မှာပို့ပြီးတော့မှတိတာစီတယ်ပေါ့တော့အဲ့ဒါတွေကမရှိဘူးဆိုတော့အဲ့တော့နောက်ထပ်ထောင်ခုနအင်္ဂါကက1500ဒီမရှိမဖြစ်တေက200ပဲထားပါเนาะအဲ့ဆိုလို့ရှိရင်1900လောက်ရှိသွားပြီပြီးရင်ကျမတို့လိုတာကဘာလဲဆိုလို့ရှိရင် transportation အဲ့တော့ကိုကဥမာမြို့ကြီးမှာနေခဲ့တယ်ဆိုလို့ရှိရင်မြို့မှာနေခဲ့တယ်ဆိုလို့ရှိရင်เนาะဒီ public transportation ကအဆင်ပြေတယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်เนาะကိုရဲ့ ဒီ public transportation monthly fee တွေကအဲတရားဝင်းကျင်ပေါ့เนาะအဲ့တော့60ចောင်းသားဆိုလို့ရှိရင်เนาะအဲ discount ရတယ်ဒါပေမဲ့လည်းအဲတရားလောက်တော့ထက်ထွက်ထားမယ်ပေါ့တခါတလေကို taxi နဲ့သွားတာလို့ uber စီရာလို့အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ तू ကလည်းမကုန်ဘူးဆိုလို့ရှိရင်တရားလောက်ကတော့ကုန်냐အဲ့တော့အဲ့မှာတင်း1800လောက်ဖြစ်သွားပြီ1800လောက်ဖြစ်ပြီးရဲ့နောက်မှာ ဘာကြံမလဲပေါ့နော်ကြံမယ်ဆိုလို့ရှိရင်တော့ဖေးကြတာတော့စားစည်းရိတ်တောက်စည်းပေါ့နော်စားစည်းတောက်စည်းကလည်းမဖြစ်မနေကိုကုန်ကြရမယ်အထဲမှာပါတယ်အဲ့တော့စားစည်းတောက်စည်းကလည်းကုန်ကြရမယ်အထဲမှာပါတယ်ဆိုလို့ရှိရင်အကြတော့အဲစားစည်းတောက်စည်းကဘယ်လောက်ကြမလဲဆိုလို့ရှိရင် ကိုစားတယ်လို့တောက်တယ်လို့တော့ကြမှာပေါ့နော်အပြင်မှာဝယ်စားမယ်ဆိုလို့ရှိရင်တော့ကျမတို့တော်တော်လေးကိုဈေးကြီးရယ်ဈေးကြီးရဲ့အပြင်ဒီမှာကအာ tip တွေ test တွေပေးရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီစားတော့ဆိုင်မှာစားမယ်ဆိုလို့ရှိရင်တော့ကုန်ကြေးကရမ်းများတယ်အဲ့တော့ကိုက Twitter မှာဆိုလို့ရှိရင်တော့ကိုယ်တိုင်ချက်စားမယ်ပေါ့နော်ကိုယ်တိုင်ချက်စားမယ်ဆိုလို့ရှိရင်တော့အဲဒီကနေဒါမှာသူက Asian Glow Asian ဆိုင်တွေလည်းများတယ်ပေါ့နော်အဲ့အပြင်ကိုကဆန်စားမယ်ပြီးရင်ချွေချွေတတာစားမယ်ဆိုလို့ရှိရင်တော့က အာ900လောက်ကတော့အနေဆုံးသွားလိမ့်မယ်ဒါတော့ကိုကခလေးနဲ့ဆိုလို့ရှိရင်ကကြတော့ခလေးကြတော့မုတ်ကိုရှိမယ်သူတို့စားတဲ့မုတ်တို့ပြီးရင်ကိုကကော်ဖီတောက်တာကော်ဖီဒါအိမ်မှာဖြော်တောက်တာပေါ့နော်အဲ့တော့မရှိဘူးဆိုလို့ရှိရင်ကကြတော့ကျွန်တော်တို့900ကနေတထောင်ချားကိုထည့်ထွက်ထားမယ်ပေါ့နော်ကိုကအကယ်၍ချိုးချံချွေတာနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီ900လောက်နဲ့တုံးမယ်ဆိုလို့ရှိရင်လည်း900လောက်နဲ့လုံလောက်တယ်ဒါပေမဲ့ကိုကဥမာခလေးလဲပါတယ်ဆိုလို့ရှိရင်ဒီခလေးနဲ့ပတ်သက်တဲ့အာဟာရကိုကျွန်တော်တို့ short track လို့မရဘူးပေါ့နော်အဲ့လိုဆိုတော့ဒီအတင်းအနှံလေးတွေအတင်းရွက်လေးတွေအဲ့လိုမျိုးစားလိုက်မယ်ဆိုလို့ရှိရင်မရှိဘူးဆိုလို့ရှိရင်ကတော့ ဒီ900နဲ့1000ကြားပေါ့နော်အဲ့တော့ပြန်ပြဘယ်လောက်ရှိသွားလဲဆိုလို့ရှိရင်2000ကျော်ပေါ့နော်2500ကနေပြီးတော့မှ3000ကြားမှာကျတင်သွားတာပေါ့ဒါပြောမိသားစုပေါ့နော်ဥမာကပ်ပဲဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့မှခြွေတာလို့ရမယ်အခလေးပါတယ်ဆိုလို့ရှိရင်တော့ကိုယ်အရန်ခြွေတာလို့မရတော့2500နဲ့3000ကြားဆိုပြီးတော့မှထည့်တွက်ထားမှာပေါ့နော်အဲ့တော့ဒါကတော့ကုန်ကြစည်ပေါ့နော်ကုန်ကြစည်အပြင်ကိုကအကြောင်းလာတက်မယ်ဆိုလို့ရှိရင်အကြောင်း ကျောင်းစရိတ်ရှိမယ်ပေါ့ကျောင်း tuition fee ပေးရတာရှိမယ်အဲ့တော့ကိုယ့်ရဲ့ tuition fee ကတစ်နှစ်ကို1000လောက်2000လောက်အဲ့ဒီပုံမှာမူတည်ပြီးတော့လဲကွာထည့်ပြီးတော့မှပေါင်းပေးရမယ်အဲ့တော့လာချင်းကုန်ကြဈေးကတော့2500နေ3000ရှိတယ်ပြီးရင်အကျောင်းကျောင်းလာကပေးရမယ်ပြီး head insurance ပေါ့နော်ဒီ ကျန်းမာရေးနဲ့ပတ်သက်တဲ့ insurance ရှိမယ်မဖြစ်မနေသုံးပါတာကိုကအကယ်၍များကိုနေတဲ့တည်နယ်ကကိုနေတဲ့မြို့က public transportation ကောင်းကောင်းမရှိဘူးဆိုလို့ရှင်ရကြတော့ကားဝယ်ရမယ်ဆိုလို့ရှင်ကျွန်တော်တို့ဘယ် cost တွေပေါ်လာ ေါ်လာပြီလဲဆိုရင်ဒီမှာ car insurance ကမရှိမဖြစ်လို့ရတယ်ပေါ့နော်အဲ့တော့ car insurance ကမရှိဘူးဆိုလို့ရှိရင်ညားနေ300ကျားမှရှိတယ်ပြီးတော့လို့ရှိရင်အဲ့ car ထားဖို့အတွက်ကိုကိုနေတဲ့မြို့ကကိုဝင်ငှားလိုက်တဲ့အိမ်မှာ parking ပါတယ်ဆိုလို့ရှိရင်တော့ကိစ္စမရှိပါနဲ့မြို့ရဲဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကတော့ parking fee ကလည်းပါလာပြီဆိုလို့ရှိရင် car parking ကြီး100 150 200ပေါ့နော်မြို့ရဲတကယ်ကိုနေရာလေးဆိုလို့ရှိရင်တော့300ကနေ900ကြည့်ရဲဈာရှိရဲ့ဘောနော်အဲ့ဒါလေးလည်းထက်တွက်ရမယ်ဆိုလို့ရှိရင်ကျတော့ မကုန်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တစ်နှစ်ကို2000ကျွဲ3000ပေါ့နော်2000ကျွဲ3000ထားလိုက်ပါတော့2000ကျွဲလုံးဝ basic ပေါ့နော်ကိုချိုးချန်ချွေတာပြီးတော့မှနေမဲတက်နိုင်တဲ့လောက်မသုံးလို့ရတာတွေမသုံးဘူးဆိုတဲ့အချိန်မှာကိုယ့်ရဲ့နှစ်နှစ်စာကုန်ကြစိတ်က2000ကျွဲပြီးတော့လို့ရှိရင်အဲចောင်းလာကက2000ကျွဲပဲထားပါတော့အဲ့ဒါဆိုလို့ရှိရင်5000 5000မှာမှဂျန်နဲ့ပေါ့နော်ကျန်တဲ့ဗာဇင်းမှမရှိသေးဘူးဒီ9000ကိုပဲအကိုက လက်ခံနိုင်မယ်ဆိုလို့ရှိရင်ကတော့ဒီမှာထားလိုက်ပါလက်ရှိပြန်မြဆိုရင်ကျွန်တော်တို့3000နဲ့မြောက်တယ်ဆိုလို့ရှိရင်9000ဆိုရင်ဒါ3500ပေါ့အဲ့တော့တစ်နှစ်ကို3500ဝင်းကျင်ကိုအကုန်ကြမယ်ပေါ့ဒါ